ရုရှားအတွင်းတိုက်ပွဲဝင်နေတဲ့တရုတ်နိုင်ငံသား155ဦးကျော်ရှိဟုယူကရိန်းဆိုရုရှားအတွင်းတိုက်ပွဲဝင်နေတဲ့တရုတ်နိုင်ငံသား155ဦးထက်မနည်းရှိတယ်လို့ယူကရိန်းဘက်ကသတင်းပြုပြောလာတာကိုရိုက်တာသတင်းမှရေးသားထားပါတယ်။ယူကရိန်းပိုင်နယ်မှာယူကရိန်းနိုင်ငံသားတွေကိုအစမ်းကျင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသား155ဦးရှိပါတယ်လို့ယူကရိန်းသမ္မတဆီလမ်စကီးကထပ်လောင်းပြောကြားထားပါတယ်။ ဒါကပေကျင်းကမျက်ကွယ်ပြုထားပြီးနိုင်ငံကျူးကျော်မှုမှာပါဝင်ခွင့်ပြုထားတဲ့ဆိုတဲ့ဆွဆွဲချက်ကိုညှင်းဆို့ထားကြောင်းယူကရိန်းတမ်မရကပြောကြားထားပါတယ်။ယူကရိန်းကိုတိုက်ခိုက်နေတဲ့စစ်ပွဲမှာရုရှားကိုအထူးကအကူအညီပေးပို့နေတဲ့နိုင်ငံဟာတရုတ်နိုင်ငံဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးတမ်မီဘရူကအေပီလ၈ရက်ဝါရှင်တန်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ ရုရှားအနေနဲ့ယူကရိန်းကိုဆက်လက်တိုက်ခိုက်နိုင်မှုစစ်လက်နက်တွေထုတ်လုပ်နေနိုင်ဖို့လိုသလိုအစိုးရလက်နက်တွေထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်း80ရာခိုင်နှုန်းနီးပါးဟာတရုတ်နိုင်ငံကလာလာဖြစ်တယ်လို့လည်းအမေရိကန်နိုင်ငံကြီးဝန်ကြီးဌာနပြောကွရအမျိုးသမီးတမ်မီဘရုကပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်